မင်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စိတ်ကောင်းဆောင်မင်းအောင်လိုက်နဲ့သူ့ရဲ့မိသားစုအတုံးပြုဖို့ဝယ်ယူထားတဲ့ EBS ဒေရင်အတွက်အမေရိကန်ဒေါ်လာတန်60နီးပါအတုံးပြုခဲ့ပြီးလေရင်အတွင်းပိုင်းကိုလည်းမင်းအောင်လိုက်စိတ်တိုင်းကြပြင်ဆင်ခဲ့တယ်ဆိုပါတယ်အကြံဖတ်စိတ်ကောင်းစီတက်ကဖြူဟာမှုအပါဝဲသေဘောပုစကန်ကနေအလံဖြူထောင်တက်တက်ချခဲ့တဲ့သူတွေနဲ့ထွက်ပြေးသွားတဲ့သူတွေဟာ ခိုင်းဘက်အချမ်းကနေတဆင်းမြရီမျိုးကသူတို့စစ်တပ်ရဲ့နှစ်ခေါ်ငါတက်ထဲကိုပြန်လဲရောက်ရှိသွားပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြသတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖက်စစ်ကောင်းဆောင်မဲအွန်လိုင်းနဲ့သူ့ရဲ့မိသားစုအသုံးပြုဖို့ဝယ်ယူထားတဲ့ Airbus လေယာဉ်အတွက်အမေရိကန်ဒေါ်လာတန်း60နီးပါးအသုံးပြုခဲ့ပြီးလေရင်အတွင်းပိုင်းကိုလည်းမဲအွန်လိုင်းစိတ်တိုင်းကြပြင်ဆင်ခဲ့တယ်လို့မြမလေချောင်းတရင်အရင်မြစ်ကရင်ကုန်ခေတ်တိကိုပြောပါတယ်ဒါကတော့အခု2025ခုနှစ်ဖေဖော်ဝါရီလကပဲ အကြက်ဖက်မဲအွန်လိုင်းနဲ့သူ့ရဲ့မိသားစုအသုံးပြုဖို့အမေရိကန်နိုင်ငံကနေငှားရမ်းထားတဲ့ Airbus လေယာဉ်ကိုမဲအွန်လိုင်းကပြည်သူဘန်နာတွင်နဲ့အမေရိကန်ဒေါ်လာတန်60နီးပါးအသုံးပြုခဲ့ပြီးအပြည့်ဝယ်ယူလိုက်တယ်ဆိုပါတယ်အဲ့ဒီလိုမင်းအွန်လိုင်းနဲ့သူမိသားစုအသုံးပြုဖို့ဝယ်ယူလိုက်တဲ့ Airbus လေယာဉ်ကိုမြမလီချောင်းလိုင်း MAI ကနာမည်ခံပေးရတာဖြစ်တယ်လို့အဲ့ဒီလေယာဉ်အတွင်းပိုင်းကိုလည်းအကြက်ဖက်မင်းအွန်လိုင်းကသူ့စိတ်တိုင်းကြပြင်ဆင်ခဲ့ပြီးအဲ့ဒီလေယာဉ်နဲ့ပဲ အချက်ဖတ်မင်းအွန်လိုင်းနဲ့သူ့ရဲ့မိသားစုသားသမီးမြေးမြစ်တွေဟာပြည်ပခီးစဉ်တွေကိုတိတ်ဆိတ် တွားရောက်လေရှိတယ်လို့လဲမြမလေးချောင်းတည်င်းအရှင်မြစ်ကရန်ကုန်ခေတ်တိကိုပြောထားပါလိမ့်ခင်ဗျာအဖတ်မှာတော့အချက်ဖတ်စကောင်းစီတက်ကဗျူဟာမှုအပါဝင်တေဘောဘုစကန်ကနေအလံဖြူထောင်လက်နဲ့ချခဲ့တဲ့သူတွေနဲ့ထွက်ပြေးသွားတဲ့သူတွေဟာထိုင်းဘက်အချက်ကနေတဆင့်မြရီမြို့ကသူတို့စစ်တပ်ရဲ့2.5တက်ထဲကိုပြန်လဲရောက်ရှိသွားပြီလို့ဒိုင်းမန်နဲ့ဇက်စီရဲ့တည်င်းအရှင်မြစ်ကပြောပါလိမ့်ဖြစ်စဉ်ကတော့ဇွန်လ3ရက်နေ့ကပဲ ဒိုင်းမန်နေဇာမှာရှိတဲ့စစ်ကောင်စီရဲ့တေဘောဘူတက်စကန်ကို KNL ပူပေါင်းတပ်တွေကပိတ်တတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးအဲဒီစကန်သိမ်းတိုက်ပွဲတွေကနေစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်90ကျော်ဟာအလံပြူထောင်လက်နက်ချခဲ့ကြသလိုတချို့စစ်သားအယောက်20ဝန်းကျင်လောက်ကလည်းထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားကြတယ်ဆိုပါတယ်အဲဒီမှာဒေါ်လန်ရေးတပ်တွေစီအလံပြူထောင်လက်နက်ချခဲ့ကြတဲ့စစ်သားအယောက်90ကျော်ဟာနှိမ့်နိုင်ပြီးတော့ထိုင်းဘက်အချမ်းကိုကူးသွားခဲ့ပြီးအခုတော့အဲ့ဒီလိုထိုင်းဘက်ရောက်နေတဲ့စစ်သားအယောက်90ကျော်နဲ့ထွက်ပြေးသွားတဲ့စစ်သားအယောက်20ဝန်းကျင်အားလုံးပါ စစ်သားအယောက်80ကျော်ကိုထိုင်းစစ်တပ်ကစစ်ကောင်စီလက်အောက်ခံ BGF ဂိတ်ကနေတဆင့်ပြန်လွှဲပေးလိုက်ပြီးလက်ရှိမှာတော့အဲ့ဒီစစ်သားတွေအကုန်လုံးဟာမြောက်ရီမြို့ကသူတို့စစ်တပ်ရဲ့2.5တပ်ထဲကိုရောက်ရှိသွားပြီလို့ထိုင်းမှနေဆက်စီးရေးတရင်ရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ဒင်းတိုင်းတိုင်းရေပြူမြို့နယ်ကစင်စွဲကြေးရွာအတွင်းမှာလှဲခင်းထွက်လာတဲ့အကြက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချင်းမိုးရမှာစစ်ကောင်စီတပ်သား6ဦးကတော့အ တီးတီးသိုံကြပြီးတဲ့နောက်ကစင်ကလေးရနဲ့ထွာပြေးသွားကြတယ်လို့လောင်လုံး LPF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ဇွန်လ2ရက်နေ့ကပဲရေပြင်းမြို့နယ်စင်စွဲခြေရွာအတွင်းတက်ဆွဲထားတဲ့အချမ်းဖတ်စစ်ကောင်စီတပ်သားတွေကိုဒေါ်လန်ဤပူပေါင်းတပ်တွေကတွားရောက်တိုက်ခိုက်တဲ့အချိန်ခြေရွာအတွင်းကင်းလဲဖို့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ထိတ်တိုက်တွေ့ပြီးတော့တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ် အဲ့လိုတက်ခိုက်မှုအတွင်းစေကောင်းစီတပ်သား6ဦးကတော့နေရာမှာတင်ပစ်လဲပြီးအတိအသေးသိကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများသွားပြီးတဲ့နောက်ကျန်တဲ့စေကောင်းစီတပ်သားတွေဟာကစင်ကလျားနဲ့ထွက်ပြေးသွားကြတယ်လို့လောက်လုံး LPA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတပ်ဖက်မှာတော့ မကိုးတိုင်းကြောက်ကြီးမြို့နယ်မှာအချက်ဖက်စကောင်စီရဲ့ခမရ94လက်တရင်ကိုအပုတ်ခံရတဲ့စစ်မှုထမ်းတပ်သားတုံးဦးဟာလက်နက်ကိုစီနဲ့အတူတော်လိုင်းရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့ Spring Warrior Colon တရင်ရဲ့တာဝန်ရှိသူတဦးကရေကုန်ခစ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ16ရက်နေ့ကစပြီးကြောက်ကြီးမြို့နယ်ကနောင်ကုန်းကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ခမာယာ94လက်တရင်နဲ့အတူစစ်ကြောင်းအတွင်းပါလာတဲ့စစ်မှုထမ်းအပစင်၈နဲ့၉ကတပ်သားတပ်သုံးဦးဟာ သူတို့အထိုင်ချထားတဲ့ရှေတန်းတက်စခန်းကနေလက်နက်ကိုစီးနဲ့အတူအရဲစွန်ပြီးထွက်ပြေးလာကြတယ်ဆိုပါတယ်။အဲဒီနောက်ဒွန်လိုင်းရေးတက်တွေရှိတဲ့နေရာအတိရောက်အောင်ပြေးလာပြီးတော့အလင်းဝင်ရောက်လာကြတာဖြစ်တယ်လို့လက်ရှိမှာတော့အဲ့ဒီစစ်မှုထမ်းတပ်သားတဲ့၃ဦးစလုံးကိုဒွန်လိုင်းရေးတက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစိုးစောင့်ရှောက်ပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေပါချင်းမြင်ပေးထားပါတယ်လို့လည်း Spring Warrior Scotland တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။တဖက်မှာတော့စကိုင်းတိုင်းကကမ်ပလူမြို့ပေါ်မှာ သွေးသစ္စာတချင်းအော်ဆိုတဲ့စစ်ကောင်စီလက်အောက်ကအထက်ကတကြောင်းအောင်ဆရာကြီးအပါဝင်၃ဦးကိုဝါတဝဥဆောင်တဲ့ပြုစောတိအဖွဲ့ကဖမ်းဆီးထားတယ်လို့ကျွန်လာကမ်တူတက်ကြွလှူရှားသူများအဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ22ရက်နေ့ကပဲကမ်ဘလူးမျိုးပေါ်မှာစစ်ကောင်စီလက်အောက်စာတင်ကြောင်းအတွင်းတာဝန်ကျနေတဲ့အထက်ကတကြောင်းအောင်ဆရာကြီးဦးမိုးထွန်းအထက်တန်းပြဆရာဦးစိုးတင်းနဲ့ကျောင်းဆောင်ဖြစ်သူဦးညိုဝင်းဆိုသူတို့၃ဦးဟာ ် GDP နဲ့ဘီယာဆိုင်ကနေအပြန်ဆိုင်ကယ်စီးရင်နဲ့လမ်းမပေါ်မှာသွေးသစ္စာတချင်းကိုလမ်းတစ်လျှောက်စိုခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအချိန်ပြည်သူတို့လည်းအထူးဆန်းဖြစ်ပြီးထွက်ကြည့်ဓာတ်တွေလည်းရှိခဲ့တယ်လို့သူတို့နေတဲ့ကျောင်းမှာလည်းပြူစောထီတွေရှိတဲ့အတွက်နောက်တစ်နေ့မှာအဲ့ဒီကျောင်းအုပ်ကြီးအပါဝင်၃စလုံးခန့်ဝင်လက်မှတ်ထိုးရပြီးတော့မေလ28ရက်နေ့ကျမှစစ်ကောင်စီတပ်နဲ့ဝါသဝဥဆောင်တဲ့ပြူစောထီအဖွဲ့တွေရောက်လာပြီးသွေးသစ္စာတချင်းအော်ဆိုခဲ့တဲ့အထက်ကတဲ့ကျောင်းအုပ်ဆရာကြီးအပါဝင်၃ဦးကို နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုဆိုတဲ့ပုံမှန်နဲ့လာဖန့်သွားကြတာဖြစ်တယ်လို့ကျွန်လာကမ်လူတက်ကြွလှူရှားသူများအဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီကသူတို့ကိုယ်တိုင်အပြစ်ရဲ့ကြေညာထားပြီမဲတစ်ဖက်မှာတော့နောင်ချိုးမြို့နယ်ကိုအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အတွက်စစ်ရေးတင်းမာနေတယ်လို့တရားနယ်လေးကပြောလိုက်တဲ့အပြင်တစ်ဖက်မှာလည်းတရုတ်နိုင်ငံရဲ့ဖိအားကပြင်းထန်နေစေဖြစ်တယ်လို့တရားနယ်လေးပြောရေးဆိုခွင့်ရှိသူပြန်ကြားရေးတာဝန်ခံလွေးရီဦးကပြောပါတယ်ဒါကတော့ ဒီကနေ့ဇွန်လ6ရက်နေ့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်း DNL ဘက်ကထုတ်ဖော်ပြောဆိုသွားတာပါလက်ရှိမှာတော့အချက်ဖက်စကောက်စီကအခုဇွန်လအကုန်တိသူတို့စစ်တပ်ဘက်ကနေအပြစ်ရထားပါတယ်ဆိုပြီးကြေညာထားတဲ့အတွက် DNL အပါဝင်ညီနောင်မဟာမိတ်၃ဘက်ကလည်းဇွန်လအကုန်တိအပြစ်ရပေးထားပြီမဲ့တစ်ဖက်မှာတော့စကောက်စီဟာ DNL ထိန်းချုပ်ထားတဲ့နောင်ချုံမြို့နယ်ကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်တာတွေအပြင်မြေပြင်မှာလည်းရဲစောက်ဘက်ကနေအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တယ်လို့ TNL ပြောရေးဆိုခွင့်ရှိသူလွေရီဦးကပြောထားပါတယ်။ဒါအပြင်တစ်ဖက်မှာလည်းလက်ရှိအချိန်ထိဒီုတ်နိုင်ငံဘက်က TNL အပေါ်ဖိအားတွေပြင်းပြင်းထန်ထန်ပေးနေတဲ့အတွက် TNL အနေနဲ့အဲ့ဒီတရုတ်ရဲ့ဖိအားတွေကိုပါပြန်လည်ဖြေရှင်းဖို့နီလန်းရှာဖွေနေတယ်လို့ TNL အနေနဲ့ကတော့ပြည်သူလူထုဘက်ကယက်တီပြီးဇန်နာရှင်စန့်ကျင်တိုက်ဖြတ်ရေးကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း TNL ကနေတရားဝင်ထုတ်ပြန်ကြေညာထားပါသေးတယ်ခင်ဗျ။ ုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ